2025မေလ1ရက်နေ့ကစလို့ယူရီးယားနိုင်ငံကိုဝင်ရောက်မဲ့သူအားလုံးဟာ Digital Arrival Card စာရောက်ကတ်ကို online ဖြည့်ပြီးမှဝင်ရောက်နိုင်ကြမှာဖြစ်ပါတယ်။ online ဖြည့်ခိုင်းတဲ့အချက်လက်တွေကနာမည် passport number စသဖြင့်မခက်ခဲပါဘူး။ဒါပေမဲ့နည်းနည်းဇဝေဇဝါဖြစ်စေတဲ့မတိထားရင်ဟိုရှားဒီရှားအချိန်ကုန်စေတဲ့နေရာလေးတချို့ရှိပါတယ်။ ဒီဗီဒီယိုမှာ digital arrival ကဖြစ်ပုံအဆင့်ဆင့်နဲ့တိထားရင်လွယ်ကူပြီးမတိထားရင်ခေါင်းကိုက်နိုင်တဲ့အချက်တချို့ကိုမျှဝေခြင်းပါတယ် digital arrival card ကို online ဖြည့်သွားရမယ့်သူတွေကရိုဒီးယားနိုင်ငံသားမဟုတ်တဲ့နိုင်ငံသားအားလုံး visa ရှိတဲ့သူရော visa မလိုဘဲခဏသွားပြီးအလေသွားတဲ့သူရော အားလုံးဖြည့်ချရမှာဖြစ်ပါတယ် ဖြည့်ရမယ့်အချိန်ကခရီးသွားမယ့်ရက်မတိုင်ခင်၃ရက်အတွင်းမှာဖြစ်ပါတယ်။တကယ်လို့ကိုကစိတ်ဆောပြီးမသွားခင်၅ရက်အလို၄ရက်အလိုကြိုပြီးဖြည့်မယ်ဆိုရင်လည်းဖြည့်လို့မရပါဘူး။သူ့ရဲ့စနစ်ကသွားမယ့်ရက်မတိုင်ခင်၃ရက်အတွင်းမှာပဲဖြည့်လို့ရတဲ့ window လေးပွင့်လာအောင်လုပ်ထားတဲ့စနစ်ဖြစ်ပါတယ်။ဝင်ရောက်ဖြည့်ရမယ့်တရားဝင် website လိပ်စာက tdac.immigration.go.th ပါဒီ link လေးကို alt description မှာလည်းရေးထားပေးပါတယ် ဝူကန်မှာ Thailand Digital Arrival Card အတူကောက်အနေနဲ့ဆို TDAC အဲ့လိုရိုက်ပြီးရှာလိုက်ရင်တခြား website link တွေကိုလည်းတွေ့ရတယ်အဲ့ဒီ website တွေမှာဝင်ပြီးရှောက်ရင်သူတို့ကငွေတောင်းခံတယ်အဲ့ဒါတွေအားလုံးကအတူပါ TDAC arrival card က online ဖြည့်ဖို့လိုတာသာဖြစ်ပြီးလုံးဝငွေကြေးတောင်းခံခြင်းမရှိတဲ့အခမဲ့ဖြစ်ပါတယ်။ဖြည့်နည်းအသေးစိတ်ကကိုသုံးနေကြ website browser တစ်ခုရဲ့ address bar မှာ TDAC တရားဝင် website ရဲ့လိပ်စာဖြစ်တဲ့ tdac.immigration.go.th လို့ရိုက်ပြီး enter နှိပ်လိုက်ရင်အဲ website ရဲ့ home page ကိုရောက်ပါမယ်။ homepage ကိုရောက်ပြီဆိုရင် arrival cat ဆိုတာရယ် update arrival cat ဆိုတာရယ်ရွေးချယ်စရာနှစ်ခုရှိပါတယ်။စပြီးတော့ဖြည့်ရတဲ့သူတွေက arrival cat ကိုနှဲ့ရပါမယ်။ update arrival cat ကတော့ကိုဖြည့်ပြီးမှတခုခုမှားသွားတယ်ဆိုရင်ပြန်ပြီးတော့ update လုပ်ချင်တဲ့အခါမှာသုံးတာဖြစ်ပါတယ်။ ဒီနေရာမှာတခုတတိထားမှာက update arrival ကတ်နေရာမှာပြင်ခွင့်ပေးတဲ့အချက်တွေကလင်းလက်မှတ်နဲ့ပတ်သက်တာတို့ hotel နဲ့ပတ်သက်တာတို့မှာပဲပြင်ခွင့်ပေးပြီးတော့ကိုယ့်ရဲ့နာမည် passport number မွေးတက်ကလေးအဲ့ဒါတွေမှာမှားရိုက်မြင်ရင်တော့ပြင်ခွင့်မပေးပါဘူးဒါကြောင့်မလို့ကိုယ့်ရဲ့နာမည်ကိုဖြည့်တဲ့နေရာ passport number ကိုဖြည့်တဲ့နေရာမွေးတက်ကလေးကိုဖြည့်တဲ့နေရာတွေမှာတော့မှန်အောင်ဖြည့်ရပါမယ်တကယ်လို့မှမှားသွားပြီဆိုရင်လေစိတ်ဆောက်တော့မရှိပါဘူးအဲ့ဒါဆိုလို့ရှိရင်တော့ ပထမဖြည့်လက်စာဟောင်းမတုံးတော့ဘဲနဲ့အစ်စ်ပြန်ပြီးတော့ arrival cat ကနေပြီးတော့အစနေပြန်စာဖြည့်လို့ရပါတယ် arrival cat ကိုနှိပ်လိုက်ပြီးဆိုရင်ပထမဆုံး personal information ကိုဖြည့်ရမယ့် page ကိုရောက်သွားပါမယ်အဲ့ဒီ page မှာ ဖြည့်ခိုင်းတာတွေကနာမည်နာမည်မှာကိုယ့်ရဲ့ family name ကိုအရင်ဖြည့်တယ်ကိုယ့်ရဲ့နာမည်ရဲ့နောက်စလုံးပေါ့နော်ပြီးတော့ first name ဖြည့်တယ်ကျမကတော့ middle name မှာမဖြည့်တော့ဘူးပြီးတော့ passport number ကလေးဖြည့်တယ် nationality citizenship မှာ MMR လို့ရိုက်လိုက်ရင်တော့ရှားတာပိုလွယ်ပါတယ်မြန်မာဆိုတာတန်းပေါ်လာတယ်ပြီးတော့ date of birth မှာကိုမွေးတဲ့ခုနှစ်ကိုရွေးတယ်ပြီးတော့ကြတော့လတွေရက်တွေမှာလေ down arrow key နဲ့ကိုယ့်ရဲ့မွေးတက္ကသိုလ်ကလေးကိုမှတ်အောင်ရွေးပေးလိုက်ပါ ပြီးရင်အလုတ်အကင်မှာကိုယ့်ရဲ့အလုတ်ကင်ကိုချရေးပါတယ်။ဂျန်တာမှာကိုယ့်ရဲ့ဂျန်တာကိုရွေးချယ်ပါတယ်။အလဲသွားတဲ့လူတွေဗီဇာမရှိတဲ့လူတွေဆိုရင်ဗီဇာနေရာမှာဖြည့်ဖို့မလိုပါဘူး။သူကဖြည့်ဖို့မလိုတဲ့နေရာလေးတွေဆိုရင်အနည်းရောအမှတ်ကိုမပြထားဘူး။အဲ့တော့ကြတော့ကိုယ်မှာဗီဇာနံပါတ်ရှိရင်လည်းဖြည့်ပါ။တကယ်လို့ကိုက အလဲသွားတာမလို့ဗီဇာနဲ့နေထိုင်နေတဲ့သူမဟုတ်ရင်ဗီဇာနေရာမှာအလွတ်ထားလိုက်ပါ။ ီးရင် country territory of resident မှာလည်း MMR ကိုရိုက်လိုက်လို့ရှိရင် လွယ်လွယ်ကူကူပဲ Republic of the Union of Myanmar ဆိုတာလေးပေါ်လာပါတယ်။ပြီးတော့ city of resident မှာ down arrow key နဲ့ရွေးလိုက်မယ်ဆိုလို့ရှိရင်မြန်မာပြည်မှာရှိတဲ့ဒေသတွေပေါ်လာတယ်။ကျွန်မကတော့ Yangon region မလို့ Yangon region ကိုရွေးလိုက်ပါတယ်။ပြီးတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကလေးကိုဖြည့်ပြီးတော့ continue ကိုနှိပ်ပါ continue ကိုနှိပ်လိုက်ရင်ဒုတိယရောက်သွားတဲ့ page က trip and accommodation information ကိုဖြည့်ခိုင်းတဲ့နေရာပါအဲ့ဒီမှာ date of arrival ယောဒီးယားကိုရောက်မဲ့နေ့ကိုသူ့ဘေးနာကပြက်ကတိန်လေးကိုနှိပ်ပြီးတော့ကိုရောက်မဲ့ရက်ကို ရွေးလိုက်ပါပြီးတော့ country territory where you voted မှာ down arrow key နှိပ်လိုက်လဲရတယ်ဒါပေမဲ့ MMR လို့တန်းရိုက်ထည့်လိုက်တယ်ဆိုရင်မြန်မာတန်းပေါ်လာတယ်ဆိုတော့ MMR လို့ရိုက်ပြီးတော့ရွေးလိုက်ပါ purpose of travel မှာ down arrow key နှိပ်လိုက်လို့ရှိရင်ရွေးလို့ရတာတွေပေါ်လာပါလေ holiday meeting sport စသဖြင့်ပေါ့နော်အဲ့တော့ကိုကတခြားဟာကိုရေးလိုက်မယ်ဆိုလို့ရှိရင်တော့လိုအပ်တဲ့စာရွက်စာတမ်းပြခိုင်းကောင်းပြခိုင်းနိုင်ပါတယ်အဲ့တော့ကျမကတော့အလဲသွားမှမလို့ holiday ကိုပဲရွေးလိုက်ပါတယ် mode of travel မှာကိုယူရီးယားကိုရောက်မဲ့ဝင်ရောက်သွားမဲ့ကိုကလေချောင်းနဲ့ဝင်မှာလားကုန်းလမ်းနဲ့ဝင်မှာလားရေလမ်းနဲ့ဝင်မှာလားကိုရွေးပြရပါတယ်။ကျမကလေရင်နဲ့သွားမှာမလို့ ဘိုင်အဲကိုရွေးလိုက်ပါတယ် mode of transport မှာ commercial flight လား private ဒါမှမဟုတ် cargo airline လားတခြားနည်းနဲ့လားဆိုပြီးတော့သုံးမျိုးတည်းကတစ်ခုရွေးခိုင်းပါတယ်ကျမတို့အများစုသွားတာတော့ commercial flight ဆိုတော့ commercial flight ကိုရွေးလိုက်ပါတယ်ပြီးတော့ flight number ဖြည့်ခိုင်းပါတယ် flight number ကကျမတို့ဝယ်တဲ့ air ticket တွေမှာ flight number ဆိုပြီးပါပါတယ်အဲ့ဒါလေးကိုဖြည့်ရေးလိုက်ပါတယ် ပြီးတော့အပြန်အတွက်ကလည်းတူတူပါပဲကိုရိုးရီးယားနိုင်ငံကပြန်မဲ့ရက်ကလေးကိုရွေးရတယ်ပြီးတော့ဘယ်နီလန်းနဲ့ပြန်မှာလဲလေရင်နဲ့လားရေချောင်းနဲ့လားကုန်းလန်းနဲ့ပြန်မှာလားကိုပြန်မဲ့လမ်းကြောင်းကိုရွေးရပါတယ်အများစုကျမတို့ကတော့လေရင်နဲ့ပြန်ကြတာမလို့လေရင်ကိုရွေးကြပါတယ်ပြီးတော့ mode of transport မှာလည်းထုံးစံအတိုင်းပဲ commercial flight ကိုရွေးပါတယ်ပြီးတော့ flight number ကလည်းကိုရဲ့အပြန်နေလက်မှတ်ပေါ်မှာဖော်ပြထားတဲ့ flight number ကိုဖြည့်လိုက်ပါတယ် accommodation information တဲခုမဲ့နေရာနဲ့ပတ်သက်တဲ့အကြောင်းဖြည့်ရတဲ့နေရာမှာတကယ်လို့ transit passenger ဆိုရင် I'm a transit passenger I don't stay in Thailand ဆိုတဲ့စာတန်းလေးရဲ့ရှေ့က box လေးမှာ tick လုပ်လိုက်ပါအဲ့လိုလုပ်လိုက်ရင်အောက်ကတဲခုမဲ့နေရာနဲ့ပတ်သက်တဲ့မိခွန်းတွေအကုန်လုံးကမိခွန်းရောင်ဖြစ်သွားပြီးတော့ဖြည့်ဖို့မလိုတော့ပါဘူးကိုက transit passenger မဟုတ်ဘူးဆိုရင်တော့အဲ့ဒီ box လေးမှာ tick မလုပ်ပါနဲ့ တိုက်ပေါ်အကောမဒေးရှင်းအင်ထိုင်းလန်မှာဒေါင်းအီရိုကီကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ရွေးချယ်စရာတွေပေါ်လာပါတယ်။ဟိုတယ်၊ friends house, apartment စသဖြင့်ကိုတဲမယ်လို့ရည်ရွယ်တာနဲ့ကိုက်ညီတာကိုရွေးလိုက်ပါ။ province က ကိုတဲမဲ့လိမ့်စာရဲ့ပိုစတယ်ကုတ်၅လုံးရှိတယ်ဆိုရင်အဲ့၅လုံးရဲ့ရှေ့မှာကတ်ရေးထားတဲ့ဆက်ကလုံးက province ပါကျမတို့ကဟိုတယ်လိမ့်စာပိုစတယ်ကုတ်ရဲ့ရှေ့မှာကတ်ရေးထားတာကဘန်ကောက်မလို့ province မှာကျမကဘန်ကောက်ကိုရွေးလိုက်ပါလေ province ဖြစ်ပြီးသွားတော့အောက်က district area sub district area နဲ့ postal code တွေကအနည်းရောင် star လေးမပါတဲ့အတွက်မဖြည့်ဘဲနဲ့အလွတ်ထားခဲ့ရင်လည်းရပါတယ်။ကျမတို့ကတော့ဖြည့်ကိုဖြည့်ရမယ်လို့ထင်တဲ့အတွက်ကြောင့်မလို့ဟိုရှာဒီရှာနဲ့နည်းနည်းအချိန်ကြန့်ကြာခဲ့ပါတယ်။ အကုန်လုံးကိုပြပြစုံစုံဖြစ်ရမှခြေနဲ့တဲ့သူတွေအတွက်ဆိုရင်ကိုယ့်ရဲ့လိပ်စာရဲ့အတိအကျကိုရှာပါတကယ်လို့ဟိုတယ်ဆိုရင်ဟိုတယ်ရဲ့ website ကိုသွားကြည့်ရင်အဲ့ဒီမှာလိပ်စာကိုအပြည့်အစုံရေးထားပါတယ်အဲ့ဒီလိပ်စာအပြည့်အစုံမှာ postal ကိုယ့်ရဲ့ရှေ့ရကက်ရဲ့စကလုံးက province province ရဲ့ရှေ့ကကက်ရဲ့ရေးထားတဲ့စကလုံးက district district ရဲ့ရှေ့မှာကက်ရဲ့ရေးထားတဲ့စကလုံးက sub district area ဖြစ်ပါတယ် ဒီနေရာမှာတခုသတိပြုရမှာက website တွေမှာရေးထားတဲ့စကားလုံးနဲ့ဒီ TDAC form system နဲ့မှာရေးလို့ရတဲ့ district တွေရဲ့နာမည်စလုံးပေါင်းကအတန်မဲတူပြီးတော့စလုံးပေါင်းကလွဲနေတာမျိုးတွေရှိတတ်ပါတယ်။ဒါကြောင့်မလို့ခေါင်းကိုက်မခံချင်ရင်လည်းဒီအကွက်သုံးကွက်ကိုလွတ်ထားခဲ့လို့ရပါတယ်။ပြီးတော့ကြတော့မှအောက်ဆုံးက address ဆိုတဲ့နေရာမှာလိပ်စာအပြည့်အစုံကို ရေးထည့်ပေးလိုက်ရင်အဆင်ပြေပါတယ်။ address ဖြစ်ပြီးသွားတဲ့အခါ continue ကိုနှိပ်ပါအဆင့်3မှာ health declaration ကိုဖြည့်ခိုင်းပါတယ်။အဲ့ဒီမှာရိုးရရားကိုမလာခင် နှစ်ပတ်အတွင်းဘယ်မှာနေခဲ့လဲဆိုတာကိုရွေးခိုင်းပါတယ်။မြန်မာပြည်ကပဲတန်းသွားမဲ့သူတွေနှစ်ပတ်အတွင်းမှာမြန်မာပြည်မှာပဲရှိနေပြီးတော့မှရိုးရရားကိုသွားမဲ့လူတွေဆိုရင်အဲ့ဒီမှာမြန်မာကိုပဲရွေးလိုက်ပါ တကယ်လို့ကိုကရိုရီးယားကိုမထွက်ခွာခင်နှစ်ပတ်အတွင်းမှာတခြားတိုင်းပြည်တွေကိုသွားရောက်လေပတ်ခဲ့တာမျိုးရှိတယ်ဆိုရင်လေပတ်ခဲ့တဲ့တိုင်းပြည်ရဲ့နာမည်ကိုအဲ့ဒီမှာရွေးပေးလို့ရပါတယ်။ဒါမှမဟုတ်တခြားတိုင်းပြည်ကနေတိုက်ရိုက်သွားမယ်ဆိုလည်းကိုထွက်ခွာမဲ့တိုင်းပြည်ရဲ့နာမည်ကိုတိုက်ရိုက်ရေးလို့ရပါတယ်။အဲ့လိုရွေးတဲ့အခါမှာကိုရွေးတဲ့တိုင်းပြည်မှာ yellow fever လိုမျိုး ရောဂါတစ်ခုခုဖြစ်ပွားနေတယ်ဆိုရင်အဲ့ဒီရောဂါနဲ့ပတ်သက်တဲ့ကာကွယ်ဆေးထိုးပြီးမပြီးသူက certificate ထပ်ပြီးတော့တောင်းခံတဲ့ box လေးပေါ်လာပါတယ်။ ကိုမှတခြားသူတရားကိုဆက်ပြီးတော့ဖြည့်ပေးဖို့ရှိတယ်ဆိုရင် @anotherTraveler ဆိုနှိပ်ပါတကယ်လို့ကိုတူးတည်းပဲဆိုရင် Preview ကိုနှိပ်ပါ preview button ကိုနှိပ်လိုက်လို့ရှိရင်ကိုဖြည့်ထားတဲ့အချက်လက်တွေအားလုံးကိုပြန်စစ်လို့ရအောင်ပေါ်လာပါတယ်။အဲ့ဒီမှာပြန်စစ်လို့တစုံတရာမှားယွင်းခဲ့လို့ပြင်ချင်နေဆိုရင် edit ကိုနှိပ်ပြီးတော့ပြင်နိုင်ပါတယ်။တကယ်လို့အကုန်လုံးမှန်သွားပြီဆိုရင်တော့ email ဖြည့်ရမယ့်ကွက်လက်ကလေးထဲမှာ email ဖြည့်ပါပြီးလို့ရှိရင် terms and condition ကို accept လုပ်ပါတယ်ဆိုတဲ့ box လေးမှာ tick လုပ်ပါပြီးလို့ရှိရင် submit လုပ်ပြီးတော့ DDAC ကိုတင်တာပြီးမြောက်ပြီဖြစ်ပါတယ်။ DDAC ဖြည့်ပြီးကြောင်း QR code ကိုချက်ချင်း download လုပ်လို့ရသလို email လည်းပို့ပေးပါတယ်။ကျော်ရရနိုင်ငံမှာရက်60နေနိုင်တဲ့ tourist visa ရှောက်နည်းကိုဒီဗီဒီယိုမှာဆက်လက်ပြီးတော့ကြည့်နိုင်ပါတယ်။ဒီဗီဒီယိုလေးကအကူအညီဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒါရပြောရှင်နဲ့ခရီးလေးဖြစ်ပါစေ။